့အပိုင်းမှာတော့တမန်တော်လူလိုစီရဲကနဇိုးမျိုးနွယ်တွေကိုလူမျိုးတုံးတပြက်ပြဖို့နဇိုးတွေကိုစတဲ့ပြီးတမန်တော်နှစ်ပါးကိုစင်ခေါ်ခဲ့ပါတယ်။ရောက်လာခဲ့တဲ့တမန်တော်နှစ်ပါးရဲ့နာမည်တွေကတော့ဆာရီယေဒိုနာတို့နဲ့ထာမီယေအိုရှင်းတို့ပဲဖြစ်ပါတယ်။ပညတ်တော်၁၀ပါးကိုငါတို့တပ်ဖို့ဘယ်လောက်ကြမလဲဆိုတာကိုလောင်းကြမလားဆိုကာအိုမီဂါအက်ဆိုတဲ့ပေါင်းစပ်တိုက်ခွတ်တစ်ခုကိုထုတ်သုံးလိုက်ပါတယ်။အဲ့ဒီရဲ့စွမ်းအောင်မှာနဇိုးတော်တော်များများမှုန့်ပစ်သွားရတယ်။ပညတ်တော်၁၀ပါးကတော့လွမြောက်သွားခဲ့ပြီးမင်းတို့တွေရဲ့အတွက်တေချာပေါက်လက်စားကြည့်ပေးမယ်လို့ကတိပေးတဲ့ဆိုကာမွန်စပီကပြောသွားခဲ့ပါတယ်။မွန်စပီဂါလန်မဲလာစကူလာနဲ့ ဲ့ Derry ရီ Fraurin တို့ကလွတ်မြောက်ခဲ့ပြီးပြန်တိုက်ခိုက်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့တိုက်ခိုက်ချက်တွေကတမန်တော်ရီနဲ့ရှင်ရင်တော်တော်ကိုအားနေနေပါတယ်။ငစားရီကိုထုံထုံခဲ့ပေမဲ့တာမန်နဆိုးရီကိုသာတတ်နိုင်ခဲ့တာကြောင့်လူဒိုစီရဲ့ကသူ့ကိုယ်တိုင်ထွက်တိုက်ဖို့အတွက်လှုပ်လိုက်ပါတယ်။နယ်ရိုဘာစတာကိုတော့ဘာရီပဲဖြစ်လာပါစေနောက်ဆုံးအချိန်ထိဂိတ်ကိုကာဝယ်ထားဖို့မှာခဲ့ကဂိတ်သာပြည့်စည်သွားလို့ရှိရင်ကောင်းငင်ဘုံကစစ်ကူတွေတက်ရောက်လာတော့မှာမဟုတ်လို့သူတို့တေချာပေါက်ရှုံသွားနိုင်ကြောင်းကိုပြောလိုက်ပါတယ်။လူဒိုစီရဲ့ထွက်သွားချိန်မှာတော့နယ်ရိုဘာစတာတယောက်ကိုသာရဲ့စိတ်ထိန်ချုပ်တာကိုခံလိုက်ရပါတယ်။စိတ်ထိန်ချုပ်တာတွေကိုသာ ာကစစ်ကူတွေကိုခုခေါ်လိုက်ဖို့နဲ့ငါတို့တွေကစွန့်ထက်တယ်ဆိုပေမဲ့ပညတ်တော်ဆယ်ပါးနဲ့ရင်ဆိုင်ရမှာဆိုတော့တိုက်ပွဲပန်းတာတွေပါရရှိလာတော့တယ်ဆိုကလူရိုစီရဲကမိတ်ပေးတယ်လို့မျိုးပုံစံနဲ့ဂိတ်ကိုဖွင့်ဖို့အတွက်ခိုင်းစီလိုက်ပါတယ်။နယ်ရိုဘတ်စတာကလည်းဂိတ်ကိုအခုပဲဖွင့်လိုက်ပြီးတော့စစ်ကူတောင်းလိုက်ပါမယ်လို့ပြန်ပြောလိုက်ပါတယ်။ဒါဆိုကောင်းပြီလေ။ကောင်းကင်ဂိတ်စီကိုတူတူသွားကြတာပေါ့နယ်ရိုဘတ်စတာလို့ကိုတာကပြောလိုက်ပါတယ်။ပညတ်တော်တွေနဲ့တိုက်ခိုက်နေတဲ့ပြင်းထန်တဲ့အစွမ်းတွေကိုကင်းတယောက်ဟာဝေဝေးကနေအာယုံခံမိနေပါတယ်။မယ်လီယိုရက်စ်ရဲ့ဘေးကနေပြင်းနေတဲ့သူကတကယ်ပဲနဇိုးတွေကိုတိစားပေါက်ခဲ့တာလားဆိုတာကိုတွေးနေမိပါတယ်။ ယ်လူလိုစီရဲ့ဟာလက်ရုံးရည်နှလုံးရည်နဲ့ပြည့်စုံပြီးတော့တမန်တော်လေးပါးထဲမှာစွမ်းအားအကြီးဆုံးဖြစ်ပါတယ်ဒီနယ်မြေဟာအချိန်တစ်ခုအတွင်းမှာသူ့လက်ထဲကိုရောက်လာမှာဖြစ်ပြီးတော့မြင်းမြတ်စစ်ပွဲကိုနိုင်ရဖို့အတွက်လူလိုစီရဲ့ဟာသူ့မိသားစုနဲ့တငယ်ချင်းတွေကိုဆုံးခွာခဲ့ကြောင်းနေရိုဘတ်စတာကကိုတားကိုပြောပြနေပါတယ်ရည်ရွယ်ချက်တစ်ခုအတွက်နဲ့ရာအလုံးကိုစွန့်လွှတ်ခဲ့တဲ့သူဆိုရင်ငါနဲ့တီးတဲ့တဲမှာလဲသူ့လိုလူတယောက်ရှိတယ်လို့ကိုတားကတွေးနေပါတယ်ဒီလိုနဲ့နဖျားမျိုးနွယ်တွေကိုစင်ကော်မဲ့ဂိစီကိုရောက်သွားခဲ့ကြပြီးငါတို့ခံမှန်ထားတဲ့နဖျားမျိုးနွယ်တွေကကြောက်ဖို့တောင်ကောင်းတယ်လို့မဲလာစကူလာတယောက်ဟာပြောနေပါ ါတယ်ငါတို့လူတွေကိုကယ်တင်ပြီးပြီလားလို့ကိုသားကမေးတော့ငါတို့ကိုထောင်ချောက်စင်ခဲ့လို့ဘာမှမလုပ်နိုင်ခဲ့ဘူးလို့ပြောလိုက်တယ်ဒါဆိုကယ်ဆယ်ရေးစီစဉ်ကကြာဆုံးသွားပြီးတော့တမန်တော်လီပါရဲကတာမီယန်နဲ့ဆာရီယဲတို့ပေါ်လာလို့ငါတို့ဘက်ကတူတော်တော်များများလဲကြာဆုံးသွားတာပေါ့လို့ကိုသားကချီနေတွေကိုတုံ့တက်နေပါတယ်မဲလာစကူလာကသူ့ခွင့်ပြုချက်မရဘဲနဲ့သူ့စိတ်ကိုမဖန်နယ်လို့អော်လိုက်ကနေမလာခင်တုန်းကမှလူရိုစီယဲကတိုက်ခိုက်ဖို့ထွက်သွားပြီးငါတို့တွေချီနေမကောင်းဘူးလို့ကိုသားကပြောလိုက်ပါတယ်တကယ်လဲဆာရီယဲနဲ့တိုက်ခိုက်နေတဲ့ဖရာရင်းတယောက်သူ့ဘဲထိုးပြီးမဲ့သူ့ဘဲတန်ရာတွေရနေပါတယ်တာမီယန်ပြစ်လွတ်လိုက်တဲ့ စွမ်းအင်တွေကိုတော့ကာလန်ကစုစည်းလိုက်ကဒယ်ရီရီကလည်းစာရီယာရဲ့မျက်လုံးတစ်ဖက်ကိုတီးခိုက်မိအောင်လုပ်နိုင်ခဲ့ပါတယ်။အနည်းငယ်တော့သာစီးရနိုင်ခဲ့ပေမဲ့လူရိုစီရဲ့ရောက်လာတဲ့အခါမှာတော့ကာလန်တယောက်ဟာပြန်ခံလိုက်ရပါတယ်။ငါတို့လုံနိုင်တာကဒီနေ့နီးပဲရှိတော့တယ်ထင်တယ်လို့ပြောကာဒယ်ရီရီနဲ့မွန်စပီတို့ကသူတို့နှလုံးသားတွေကိုလက်ထိုးဆိုင်လိုက်ကြပါတယ်။ဒါကိုတွေးလိုက်တဲ့ကာလန်ကဖရော်ဒင်းကိုခေါ်ကာဒီကနေအမြန်ဆုံးထွက်သွားကြရအောင်လို့ပြောလိုက်တယ်။တင့်တန်ကိုနှလုံးသား6ခုကိုစတဲ့ပြီးတော့အပေးယူလုပ်ပါမယ်။ငါစိတ်ဝိညာဉ်ကြီးစစ်မှန်တော့တယောက်မှန်ကိုပေးပါလို့ဆိုပြီးတောင်းဆိုလိုက်ပြီးတဲ့နောက်မွန်စပီနဲ့ဒယ်ရီရီတို့ရ ရဲ့ပုံသဏ္ဍာန်တွေဟာပြောင်းလဲကုန်ကြပါတယ်။ပညတ်တော်တွေထဲမှာတောင်မှတားမြစ်ထားတဲ့မော်ကိုတချို့ပဲတုံနိုင်ပါတယ်။အဲ့ဒီမော်ပညာကိုတုံတဲ့သူဟာသူတို့ရဲ့မူလပုံစံနဲ့စိတ်ရချင်းတွေကိုအပေးယူနေတူဆုံးရှုံးလိုက်ရပြီးကြောက်စရာအကောင်းဆုံးတရဝါဖြစ်ကိုပြောင်းသွားပါတယ်။သူတို့တွေကိုတော့အင်ဒူရာလို့ခေါ်ပါတယ်။အခုလည်းဒယ်ရီရီနဲ့မွန်စပီရိုကအင်ဒူရာရဲ့ဖြစ်ကိုပြောင်းလဲသွားခဲ့ပြီးလူတို့စီရဲ့ကိုပြေးထိုးလိုက်တယ်။ပြန်ဆုပ်ကြဆုပ်ဖရာရင်းလို့ဂါလန်ကပြောလိုက်တဲ့အခါတခင်ဂါလန်တခင်မဒယ်ရီရီနဲ့အရှင်မွန်စပီရိုပြောင်းသွားတဲ့ပုံကပျက်စီးခြင်းကိုတွေ့စစ်ပေးတဲ့အင်ဒူရာဆိုတဲ့အကောင်မလား ာလို့မိခဲ့ပါတယ်နှလုံးခုနှစ်ခုကိုပိုင်ဆိုင်ထားတဲ့အစင်းမြင့်မိစ္ဆာတွေဟာသူတို့နှလုံးတွေက၆ခုကိုစည်းကံကကန်းလန်းလိုက်မယ်ဆိုရင်တော့အမောင်လောကရဲ့လမ်းကြောင်းကပွင့်လာပြီးသူတို့ရဲ့စစ်မှန်တဲ့ပုံတရံကိုပြောင်းလဲသွားကြတယ်လို့ဂါလန်ကပြန်ဖြေလိုက်တယ်။ဖရာရင်းဟာအဲ့ဒီအချိန်တုန်းကပညတ်တော်မဟုတ်သေးပဲလက်ပါစီပဲရှိသေးတာပါ။အဲ့ဒါကြောင့်လဲတခင်ဂါလန်လို့ခေါ်တာဖြစ်ပါတယ်။သူတို့ရဲ့စွမ်းအားသာငါးတောင်မကျော်ဘူးဆိုရင်ပုံစံပြောင်းတာမခံနိုင်ပဲတည်ရွားနိုင်ပေမဲ့သူတို့နှစ်ယောက်ကတော့ခန္ဓာရည်စွမ်းရှိတဲ့အင်ဒူရာတွေဖြစ်သွားကြပြီလို့ပြောလိုက်ပါတယ်။ဒီလိုနဲ့လူတို့စီရဲ့ကသူစွမ်းအားတွေနဲ့လမ်းပ ြစ်လိုက်တဲ့အခါအဲ့ဒါကိုအတားအယာလေးပဲရှောင်ပြလိုက်ပါတယ်။တမန်တော်လူလိုစီရဲကစွမ်းအားကြီးရဲ့ဆိုရင်တော့မှအခုတော့သူ့လူနေရောက်ကိုတူတူပူပေါင်းဝေဖို့ကူညီတောင်းနေရပါပြီ။ဒါပေမဲ့မွန်စပီကဖန်ချုပ်ထားလိုက်ကတမန်တော်နှစ်ပါးကိုခနာချင်းနဲ့မီရှို့ပေးလိုက်ပါတယ်။ဒယ်ရီရီရဲ့လက်တံကိုမိသွားတဲ့လူလိုစီရဲကလည်းတွေးရီထောင်အကြသွားပါတယ်။ပြေးလာနေတဲ့မယ်လီယိုရက်စ်တို့ကလည်းလဲကျနေတဲ့အဲဒီစ်ဘတ်ဟာနဗျားတွေရဲ့ကာရင်အောင်မှပေးလောင်ခံရတာကိုတွေးလိုက်ရပါတယ်။မယ်လီယိုရက်စ်ကတူလက်တွေလောင်ချမ်းခံရရင်တောင်အဲလီစ်ဘတ်ကိုထုတ်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။အဲလီစ်ဘတ်ပြင်ကိုရောက်လာတော့သူမ ဘာကိုမှမတားနိုင်ခဲ့ကြောင်းသူမဘာမှမသိခဲ့ကြောင်းကိုပြောပြီးတော့ငိုနေခဲ့ပါတယ်။နေရပြတ်မဟုတ်ပါဘူးငါတခုခုစူးစမ်းပါအောင်မယ်လို့မယ်လီယိုရက်စ်ကပြောတော့ဘာမှမလုပ်ဖို့တားလိုက်ပြီးရှင်တယောက်တည်းတိခိုက်တံရရမှမျိုးမဖြစ်စေချင်ဘူးလို့ပြောပါတယ်။လူဒိုစီယန်နဲ့အင်ဒရာနှစ်ယောက်တိုက်ခတ်ချက်မှာတော်တခုလုံးကလည်းမီးလောင်ပြကြနေပါပြီ။လူဒိုစီယန်ကစွမ်းကုန်တုံပြီးလာကြပါဆိုပြီးပြောနေတဲ့အချိန်မှာအဲလစ်ဘတ်ကကြားဝင်လိုက်ပြီးတော့သူတို့ကိုကျွန်မတားလိုက်မယ်လို့ပြောလိုက်ပါတယ်။